Thank uh you. -huh. ဒါမနေ့ကကရိန်းနဲ့တက်ပြီးစစ်ဆေးတဲ့အချိန်မှာတွေ့ရတဲ့အနေထားပါပေါ့လက်ရှိမြင်တွေ့ရတဲ့အနေထားအရပြီးတော့ထီတော်ကြီးရဲ့အပေါ်အထွတ်ဆက်တဖူးနဲ့အပေါ်ကဒီပြီးတော့ပြုတ်ကျသွားတဲ့စိတ်မူးကဒီနေရာမှာအသေးမဟုတ်ဘဲနဲ့သူကဆွေုံနဲ့စွတ်ပြီးတော့ဆိုင်းကျိုးနဲ့တွေ့ပြီးတော့ယူထားတဲ့အနေထားမျိုးဖြစ်ပါတယ်ပေါ့။အဲဒါကြောင့်မို့အပေါ်ကဝိတ်များတဲ့အချိန်မှာဒီ frame လောက်ထားတဲ့ကြီးပြား၈ချောင်းကမခံနိုင်တော့ဘဲနဲ့ကွင်းညွတ်ပြတ်တောက်ပြီးပြုတ်ကျသွားတယ်လို့ကောက်ချက်ချရပါတယ်ဗျာ။ ဒါတော့စိန်မှုတော်ကြီးပြုတ်မကြခင်ကပုံနဲ့ပြုတ်ကြပြီးတဲ့အနေထားပါဗော။ဒီစိန်မှုတော်ကြီးကိုဒီအလဲမာတပြည့်တော့ဟိုအားယူရမယ်မန်တိုင်းမပါဘဲနဲ့အပေါ်ကနေပဲစွတ်ပြီးတော့ဒီစိုင်းကျိုးရှစ်ချောင်းနဲ့ပဲသူ့ကိုဆွဲထားတယ်လို့ယူဆရပါတယ်ဗော။အဲဒါကြောင့်မို့တကယ်ငလင်ကဘေးတိုက်လှုပ်ရှားတဲ့အချိန်မှာအပေါ်ကဒီစိတ်မိုးကြီးရိမ့်နှွဲတာကိုဒီဆိုင်းကျိုးတွေကမခံနိုင်တော့ဘဲနဲ့ဒီဆက်ထားဆွတ်ပြီးဆက်ထားတဲ့အဆက်နေရာပဲ ပြက်ပြီးပြုတ်ကျသွားတယ်လို့တပည့်တော်ကောက်ချက်ချရပါတယ်ဗျာပြောပြန်လဲပြုတ်ပြင်းတဲ့ချိန်မှာတော့ဒီစနစ်ကိုမသုံးမနဲ့အလဲရနေပြီးတော့တန်တိုင်းကိုဒီအပေါ်စိတ်မှုတိရောက်အောင်အစ်စ်ပြန်ထည့်ပြီးတော့ပြုတ်ပြင်းရတယ်ပိန်းမှမပိန်းတဲ့တိုင်းထဲတော့ဦးကမန်းတိုင်းမပေါ့ဦးမှပန်းတဲ့တိုင်းသူတို့မနိုင်ပြန်ထဲလိုက်စိတ်ရောတိောက်ချင်ဇေဒီလုံးတော်ကြီးရဲ့အပေါ်မှာဆွတ်ထားတယ်ဒီပြတော့ဆလောင်းလို့ခေါ်တဲ့ဒီជីကွေကြီးနှစ်ကွေကငလျင်လောက်ခတ်တဲ့ချိန်မှာ ီဘေးဒိုက်လှုပ်ရှားမှုကြောင့်ဒီဇေဒီလုံးတော်ကြီးနဲ့ကွဲဆက်တဲ့နေရာမှာအင်းအင်္ဂရီတွေကြေမွပျက်စီးနေတာကိုပြီးတော့စစ်ဆေးတွေးရှိရပါဗျာဒီကြီးစလောင်းကြီးကဇေဒီလုံးရဲ့အောက်ကိုဒီဒီပုံမှန်မြင်ရတဲ့အတိုင်းကြီးပြားတွေနဲ့အောက်တိတွဲပြီးတော့အမာခံယူထားတယ်လို့ယူဆရပါတယ်ဗျာပုံမှန်မြင်ရတဲ့အနေထားကတော့ဟိုကြီးကြီးမားမားပျက်စီးမှုမရှိဘဲနဲ့ဒီဘေးဒိုက်လှုပ်ရှားမှုဖြစ်ပေါ်ခဲ့တဲ့အတွက်ဒီ ဆက်ကြောင်းမှာရှိနေတဲ့အပေါ်ရန်အင်္ဂလိပ်လောက်ပဲကြေမွပျက်စီးသွားတယ်လို့မြင်တွေ့သုံးသပ်ရပါတယ်ပေါ့နော်ဒီမှာတော့ဒီဇေဒီတော်ကြီးရဲ့ထိလက်တွေကိုအောက်ကဇေဒီတော်ကြီးနဲ့ထောက်ကန်ထားတဲ့ဒေါက်တွေက၈ထောက်ရှိရတဲ့ဒေါက်တွေရဲ့အောက်ခြေမှာတွယ်ဆက်ရမဲ့နတ်တိုင်တွေကတပြည့်တော့ရှာဖွေတွေးရှိခြင်းမရှိတော့ပါဗျာငလင်လှုပ်မှပြတ်ကျသွားတဲ့ပုံမဟုတ်ဘဲနဲ့မူလားတဲ့ကောကမရှိဘူးလို့တပြီးတော့ယူဆရပါတယ်ဗျာတချို့တောက်တွေဆိုရင်ထောက်ထားတာမဟုတ်ဘဲနဲ့ဒီမှာ ဒီလိုကြီးနဲ့တွဲဆက်မှုမရှိဘဲနဲ့လွတ်နေတဲ့အနေအထားမျိုးဟာရှာဖွေတွေ့ရှိရပါတယ်ဗျာပြီးတော့ပြန်လဲပြင်ဆင်တဲ့အချိန်မှာဒီတောက်တန်တောက်အဟောင်းတွေကိုဖယ်ရှားပြီးတော့ stainless steel တောက်တွေအသစ်ထောက်ပြီးတော့အောက်ခြေကလည်းဇီရော်ကြီးရဲ့ကိုလုံးတော်ကြီးရဲ့ဒီတပြိတော်တော့အင်္ဂါဖို့တွေထည့်ပြီးတော့အပေါ်ကနတ်တွေနဲ့ဆွဲပြီးတော့ဇီရော်ကြီးရဲ့ထီတော်ခိုင်ပြဲမှုရှိအောင်ပြန်လဲပြုပြင်မယ်လို့ဒီပြိတော်ဟိုတင်ပြပါတယ်ဗျာဒီတောက်တွေမရှိတဲ့အတွက်ဒီပြိတော်ငလျင်လောက်တဲ့အချိန်မှာဇီရော်ကြီးကအလျားလိုက် ရွေရှားမှုရှိပြီးတော့ခုနကဆလောင်းနဲ့အောက်ခြေကကျေပွားမှုဖြစ်သွားတယ်လို့ဒီပြတော့ယူဆပါတယ်ဗျာဒီတောက်ဒေတာဒီပြတော့အောက်မှာဈေးတော်ကြီးတွေဟိုနတ်တိုင်တွေထည့်ပြီးတော့တရားသားကြက်ထားမယ်ဆိုရင်ဒီထီတော်ကြီးလည်းလှုပ်ရှားမှုမရှိတော့နဲ့ရေရှည်မှာပို့ပြီးတော့ခိုင်မြဲမယ်လို့ဒီပြတော့မရှိပါဘူးရှင်းရှင်းတောက်မှာတောက်တောက်မှာဘာမှမရှိပါဗျာအဲ့ဒီတောက်တွေကထောက်တာကဝဲဟိုမရှိပဲနဲ့ထောက်တာဟိုအောက်ခြေလွတ်တယ်ပါဗျာနော်အဲ့ဒါတွေကိုပြင်ပြရအောင်ပြင်ပါဗျာ ပြီးတော့ဒါတော့ဒီဒီပြီးတော့ထီးလက်နဲ့ဒီပြီးတော့ဒီထီးတော်ကြီးရဲ့ဘေးတွေမှာအပေါက်လေပေါက်တွေကိုဒီပြီးတော့ငှက်တွေခိုးတွေမဝင်အောင်တို့ဒါကတန်စကားတွေနဲ့ကာထားတဲ့အနေထားပါဗောတချို့တန်စကားတွေကတန်ကြီးကပ်ပြီးတော့ဆွေးမြေ့ပျက်စီးနေတဲ့အနေထားမျိုးတွေ့ရပါတယ်ဗျာဒီတော်ကြီးရဲ့ဒီအမာခံ ठी ဖရိန်တွေကတော့နေရအနှဲငယ်မှာပဲဒီပြတန်ကြီးတက်တဲ့အနေထားရှိပြီးတော့ဆွေးမြေ့နေတဲ့အနေထားမျိုးမရှိဘူးကြောင်းဒီပြတော့တွေးရှိရပါတယ်ဗျာပြီးတော့ပြန်လဲပြင်ဆင်တဲ့အချိန်မှာ ဒီဇေရောကြီးရဲ့ထိလက်တွေကိုပြင်ဆင်ဖို့မလိုဘဲနဲ့တန်ကြီးခွာတာဆေးပြန်တုတ်တာပြီးတော့ဟိုနောက်နောက်တစ်ချိန်မှာဒီလိုမျိုးတန်ကြီးတက်မှုမရှိအောင်ဒီပြတော့ကမီကယ်ဆေးတွေနဲ့တုတ်ပြီးတော့ထိန်းသိမ်းတာမျိုးနဲ့တဲ့ဇေရောကြီးရဲ့ကြက်ခိုင်ကြီးကလုံလောက်တယ်လို့ဒီပြတော့ယူဆပါတယ်ဗျာမှန်ပါအမဒါပေမဲ့ဒီတန်ကြီးတက်ပြီးပျက်စီးနေတဲ့တန်စကားတွေတော့ဖယ်ရှားပြီးတော့တပြည့်တော်စတီးစကားတွေနဲ့ပြန်လဲအစားထိုးပါမယ်ဗျာ။ဒါတန်စကားတွေရဲ့အသေးစိတ်ပါဗျာ။ ပြီးတော့ရိုးရိုး GI စကားတွေပဲဒီကကာထားတဲ့အနေထားပါတော့တချို့နေရာတွေမှာတန်ကြီးတက်ပြီးတော့ဆွေးမြင့်နေရတယ်တွေ့ရှိရပါတယ်ဆိုတော့ဒါတော့ဇီရိုကြီးရဲ့ပတ်ပတ်လည်းမှာဆဲလဲတွေကိုချိတ်ဆွဲထားတဲ့အနေထားပါဗျာချိတ်ဆွဲမှုကလည်းစနစ်တကျမဟုတ်ဘဲနဲ့ဒီ ქვენ တွေကလည်းဟနေတာ ပြီးတော့ဒီ ქვენ ဟတာတွေကိုကွဲမသွားအောင်တခြားစီမထားဘဲနဲ့ဒီတွန်းနှန်းလေးတွေနဲ့ပဲခြိထားတာမျိုးတွေ့ရပါတယ်ဗျာတကယ်ပြင်းထန်တဲ့လေမုန်တိုင်းကြားရောက်တာမျိုးဆိုရင်ဒီဆဲလဲတွေကအလွယ်တကူ ပြုတ်ထွက်သွားနိုင်တဲ့အနေထားပါဗျာဒီပြတော့ဒီပြန်လည်ပြင်ဆင်တဲ့အချိန်မှာတော့ဒီနေရာမှာဒီပြတော့တီတန်းလို့ခေါ်တဲ့ stainless steel ကြောင်းကိုပတ်ပတ်လဲဇေဒီယိုကြီးပတ်ပတ်လဲထည့်ပြီးတော့ဒီဆဲလဲတွေရဲ့ရိတ်တွေကအဲတီတန်းထဲမှာစွတ်ပြီးတော့အသေးတက်ထားတဲ့အနေထားမျိုးနဲ့ပြီးတော့ပြန်လည်တက်ဆင်มาဖြစ်ပါတယ်ဗျာဒီပြတော့မနေ့မနေ့တော့တယောက်စစ်ဆေးတာအခုဒီနေရာအထိပဲစစ်ဆေးလို့ရခဲ့တဲ့အနေထားပါဗျာပြီးတော့ဒီနေ့ဘောကဖွဲ့ကိုမေးကြည့်တော့အဲခုနကတော့ ီးလက်မှာပိတ်ထားတဲ့စကားတွေတဲ့ဒီအရှိတ်နားတပေါက်ကအရှင်လောက်ထားတယ်လို့ပြောပါရယ်ဗျာအဲ့ဒီစကားကိုတွန်းဖွင့်လိုက်ရင်တပည့်တို့ဒီအထက်ထိလူဝင်ပြီးစစ်လို့ရတယ်လို့ပြောပါရယ်ဗျာပြီးတော့ဒီနေ့တက်ရင်တော့တပည့်တော့ကိုယ်တိုင်အဲ့ပေါက်ထဲကဝင်ပြီးဒီအထက်ထိနေထားကိုတက်ပြီးစစ်ပါမယ်ဗျာလက်ရှိနေထားမနေ့ကတက်ကြည့်တဲ့နေထားတွေတော့စစ်စစ်တွေ့ရှိမှုကအခုတိုင်းအခုနေထားတိုင်းပဲရှိပါဗျာပြီးတော့ဒီသီတော်ကြီးရဲ့ကြန့်ခိုင်မှုအနေထားကတော့စိုးရိမ်စရာမရှိဘူးလို့ ကောက်ချက်ချပါတယ်ဗျာ။ထီရော်ကြီးအပေါ်မှာရှိတဲ့ဒီစက်တဖူးကတော့ဒီဘက်အခုတက်စစ်မှာပဲဒီအထဲမှာအမာခံကဘယ်နေထားတိရောက်လဲဆိုတာတွေးရှိချက်ပေါ်မူဒီပြီးတော့မှအဲ့ဒီရှိတဲ့အမာခံကနေပြီးတော့ပိန်းတဲ့တိုင်ရောဒီပြီးတော့ဒီစိန်မှုထိတ်ထိရောက်ပြန်လဲပြုတ်ပြန်တက်စရာမှာဖြစ်ပါတယ်ဗျာ။လူကယ်တော့လိုအပ်ရင်တော့ဒီစက်တဖူးကိုဒီပြီးတော့ရွှေပြားတွေခွာပြီးတော့အဲ့ဒီအနေမှာအမာခံနေအပေါ်ကနေချရမယ်အနေထားရှိမယ်လို့ယူဆရပါတယ်ဗျာ။ ဆရာဝင်းမောင်လည်းတင်းမယ်ကလေးတွေကဘယ်ထဲမှာနေလို့ဘယ်ထဲမှာလဲဆိုတော့ပြန်ကဘုန်းကြီးရရမယ်ဘယ်နေမှာလဲသင်တော့ဘယ်နေရလဲ 那边离座嘛，大家看看。 ရပိန်းနေလိုက်ထဲ့မယ်ဆိုပြီးတော့အဲ့ဒီရားတွေပွာတော့မှအောက်ကရှိပြီးသားပိန်းနေတာအဟောင်းလည်းပြန်ဆက်လို့ရတယ်။ဝေးနေတယ်လို့ထဲ့မှာမမောင်းဝေးနေတယ်ထဲ့မှာဘောဆင်းလို့ရရမှာဟုတ်။အဲ့လိုခြောက်ဘက်ကဖျားမှာအဲ့ဒီကတက်ကတန်ထီးပေါ်မှာငမနာနဲ့ဆင်းမှုတင်ထားရှိတယ်။ချွတ်တယ်မမောင်းနေနေမှာဒီလိုဆိုရင်ပြန်အဲ့ဒီပြန်ပြန်ဒီလို လူကစောလေမဟုတ်လေမေရောကဲဒါကမောကြီးမေကိုကြီးကိုပေးရှိကောင်းကောင်းရှင်းပြမှန်ပါဘူးအဲကူမာရီဒီလိုဖုံးတဲ့အချက်တွေလေအေးအမေကကလည်းကလည်းရှိတယ်ကြည့်တယ်ဗျာဆောအမေကကလည်းကလည်းရှိတယ်ဗျာဆောဒီတရားဆောဗျာဆောဗျာဆော ပြာတော့ရောင်းဝင်ပြောတာအဲ့ဒီဒီလက်ကရာဒီမှာမင်းမင်းလက်တက်တော့ပြောတာအဲ့ဒါဟိုဟာမှာပြာပြောဟိုအန်ချင်းလုံးနေဘူးလားထိတ်ပါဆင်းမရှင်ကဆင်းမရှင်ကထိတ်ပါမဲ့မဲ့အမသေးပါလေကြီးလေးကငါတောင်းတော့ဘူးအော်ဒါကြီးမမဒါပေမဲ့ဟိုဘုံဘုံလေးနဲ့ဆိုအပေါ်ကအဆက်ဖတ်တဲ့ဘူးထိတ်မှာအဲကျဲတဲ့ဇာတ်ရေ နောက်ဟိုမျက်မျက်နာရဲ့စီမူးတွေပါတယ်ဒီ origin နဲ့မင်းကားတော့ခဏခဏဖြူဖိတ်ပါတယ်ဒီစတဲ့ကိုပြအဲ့ဒါဒီစောက်သွားတဲ့ကိုပုံကွာတော့ကြည့်ရောခစ်ကတော့ဒီနဲ့ခစ်ပြန်ပါတယ်ဒါပေမဲ့ဟိုဟာကဒီနေ့30လောက်ဝင်နေတော့ပြပါဒီရက်ကပြဒီရက်ကပုံကိုပြဒီရက်ကပုံကွာ ပေးသေးလေးပါပီော်လေးကသေးသေးလေးပါဒါပေမဲ့ဟိုနောက်ခေတ်ကြီးမပြင်းမနဲ့အရင်အဟောင်းကြီးတိုင်းပြင်လာလို့ခဏချက်ငါကတော့ပိုရီရက်ဖရင့်လို့ဘယ်လိုအဲ့လိုတော့လုံးဝဆိုရင်တော့ဟိုကပေါ် original ကြီးတဲ့ဘူးလေဆိုတဲ့ကောက်ထားတယ်မဟုတ်ဒီရဒီပီော်ကြီးတော့လုံးဝလည်းမလိုက်ရဘူးပြရတယ် ်ရေးရေးဒီမှာလည်းအလုပ်ရနေတာပဲပြေးတော့လို့ခီးဝိုင်းနေဖို့လို့ခီးဝိုင်းနေဖို့လို့နေဖို့လို့ရရှိပါဆက်ရှိဆက်ရှိဆက်ရှိကိုခီးဝါလို့ဟောရီကိုနာဒီအောက်ကဟာနေလို့ဟောအဲ့ဒါကပေါ်တော့ဟောလေဝလို့ဆိုတော့ပြေးတော့ဆက်နေတာပါနပိနပိနပိကြရအောင်နပိနပိလာနပိလျာနပိဆိုတော့သိတယ်ဟုတ် em này là được gì rồi thì cái rồi nhà thì mỗi rồi thì mỗi rồi nhà là vì nhau rồi bảo rồi em ông bảo ông bảo châu bảo bảo cái này bảo bảo thì chưa bảo thay bảo thay bảo bảo đây nó tới thay mặt đi cái này là thầy cũng chào mọi người bảo sao tôi vui à thầy sao tôi vui à chưa biết gì rồi biết là để thêm này ne kadar büyük olmuyor abi? Emine ama ki. Yor. Allah. Helal var, lüca ya ağabey. Bugün yerde sana şey, o kadar ve o kadar siyasi ve yürüyen o kadar kaynağı. Amiyan ဘုရားလောင်ဖြစ်မှုရဲ့မြက်တွေမြက်ဆက်ချောင်းမျိုးဟုတ်လားဟုတ်ပါဘူးဆက်ချောင်းမျိုးကိုအကုန်ကဲ့ပဲအဲ့ဒါကိုဝေသားနဲ့လုပ်မယ်ပြီးတော့အကုန်လုံးကိုရွှေစိမ့်မယ်အလားအပါနေရာတွေကိုပန်းပွင့်တွေကြောက်တည်ရှိမယ်ခေတ်ဘောအေးတော့သိကြိုက်ဖို့ပါဒါပေမဲ့ဆရာကြီးတွေကဘာမိတ်မလဲဆိုတော့ငါတော့နော်အဲ့ဒါ

ဲဘာတွေကြည့်လို့ရအောင်ကြားအောင်အဲ့ဒီဘေးကထီလက်ကတဆင့်တဆင့်ကို24လက်ရှိပါတယ်ဗောထီလက်ထီလက်ဒါမျိုး30ပါဗောတဆင့်တဆင့်ကိုအရက18လက်မှရှိပါတယ်အဲ့မျိုး30ဂွေတွေထပ်ထားတာဗောဒီဒီအပြားတွေကတပြီးတော့အမားကန်ဖရိန်တွေအကုန်လုံးကတန်တန်နေပါဗောတန်ပြားတယ်တန်ဟုတ်ပါတယ်ဗောရှေးတန်ပါဗောတပြီးတော့ဒီ အလဲကမန္တန်ရလည်းကြီးပါဗောဒီဘေးကပြတ်ကတ်ထားတဲ့အပြားတွေကလည်းကြီးပါဗျာအောက်ကဆလောင်းကလည်းကြီးပါဗျာဒီဒီဖလက်ပြားတွေကနှစ်လက်အပေါ်ကနှစ်လက်မခွဲနဲ့အောက်ဆင်း၂ဆင်းကဘက်ကသုံးလက်မှတ်တင်ရှိပါတယ်ဗောဒူးကတမတ်တူတွေပါဗောအမျိုး24ခုနဲ့ပြန်ခွေထားတာပါဒီအလဲမှာချက်မဗျာက ပြီးတော့22လမအချင်းရှိတဲ့ချက်မှပြပါပါ။အဲ့ဒါဒီထိလက်တွေကိုအပေါ်မှာတမတ်တု20လမအချင်းတပြား အောက်မှာတမတ်တု22လမအချင်းတပြားအဲ့ဒီ2ပြားကိုဒီထိလက်တွေကိုညက်ညက်ပြီးတော့ဒီတံပုံနဲ့တွဲထားပါတယ်ဟော။ဒါအပေါ်အမိုးကအမိုးပါမဟုတ်ပါဒါပေါ်ဆုံးစင်ပါပေါ့ဒီပေါ်ကဆက်တဖူးသွားတာပါပေါ့ပြီးတော့ဒီမှာဒီအပြားကြီးပိတ်ထားရပြီးတော့အပေါ်ဆက်တက်မရဘူးဖြစ်နေတာပါ ဒါအပေါ်ကစက်တဖူးကရွှေပြားတွေဖြန့်ပြီးတော့ပဲတပြီးတော့မဟုတ်လဲပိနေတာဆိုင်ပါဆိုအဲ့ထက်ဝင်လောက်အောင်ပါဆိုတော့အပေါ်ကနေဖြည်းဖြည်းချင်းဖြန့်ချသွားပြီးတော့တပြီးတော့အထိုင်တန်လို့ရတဲ့နေရာရောက်ရင်တော့ရက်လိုက်ရပါတယ်ပေါ့အဲ့ဒါဘယ်လဲဘယ်မှာရှိမလဲတော့တပြီးတော့ပြောမပြောနိုင်သေးပါဗျာဟုတ်ပါဟိုကျိုးသွားတဲ့နေရာကနေဖြည်းဖြည်းချင်းတဆင်ချင်းအောက်ကိုရွှေပြားတွေဖြုတ်ဖြုတ်ပြီးတော့အမာခံထိုင်လို့အဆင်ပြေမဲ့နေရာရှာအောင်ပါဒီဒီချက်မှာဘေး20ဒီက22လမအချင်းအဲ့ဘေးက ဒါကသုံးပေသုံးပေချင်းသူ့ဘေးကသူ့ဘေးကဒီဟာက88လောက်မှအချင်းပေါ့ဟုတ်ဒီအတွင်းခွေတွေက40လောက်ကတရွယ်တယ်ပဲဒီအပြင်ဆုံးခွေရဖြည်းချင်းနဲ့အပြင်ကိုကားသွားတာဟုတ်အဲတော့ကစင်ပါအပေါအပေါတပေါကိုတစင်ဟုတ်တယ်အပေါတပေါကိုတစင်ဟုတ် ठी อ่ะအပြင်အရွက်ကတော့တရွယ်တဲ့ပါဘောဒီဒီလိုကိုရအားလုံး40ပါဘော မမဘုံဒီအဖျားအလွတ်ပါဘုံသူကဂွေမပါပါဘုံအောက်ဆုံးဂွေကဒီနေရာဒီအစက်ချောင်းနေရာပထမဂွေပါဘုံနောက်တဂွေကဒါဒုတိယဂွေပါဘုံဒါကတတိယဂွေခုနတပည့်တော်ပြတဲ့ပုံကဒီအပေါ်အမိုးပါဘုံအားလုံးဒီမှာ၄ဝေရှိပါတယ်ဘုံမမဘုံဒီပြောတော့အခုကဒီထိပဲတက်ပြီးတော့ကြည့်လို့ရပါတယ်ဘုံဒီအပေါ်ပိုင်းကလူဝင်လို့မရဘူးဖျားငှက်မျက်နှာထည့်ရင်ဒီဒီနေရာဒီမြားသပိတ်နေရာကငှက်မျက်နှာဖြစ်မှာပါဘုံဒီမှာက ဖန်ဖန်လုံးပါပုံတရားဖန်တပိတ်ကြီးပါပုံဒီနေရာဟောတန်လုံးရဒီဘောကဒီအချုံမှာပေါ့အဲဒီပြီးတော့အောက်ချလာတဲ့တန်လုံးကြီးပါပေါ့စိန်မှုကဒီအပေါ်ဆုံးကဒီဒီဒီနေရာပါပေါ့ဒါစိန်မှုပါပေါ့ပြတ်ကြသွားတာဒီပြီးတော့ဒီနေရာ ပြတ်ကြသွားတာပါပေါ့ပြတ်ပြီဒီအပိုင်းကိုဒီပြီးတော့ပြန်တယ်လာတာပါပေါ့အဲ့ဒါ original တယ်ပါဗျာအဲ့ဒါဖန်ဖန်တပိတ်ဆိုတာဒီနေရာပေါ့ဖန်တပိတ်ရှိတာပါညာတပိတ်ညာတပိတ်ထဲတာဘူးလာတော့ တာလွန်မင်းတရားလက်ထက်ကပုံဒီထိဒီအောက်ပိုင်းမဲ့မူရင်းမှာပုံဒီစက်ချောင်းရာလေးရဲ့အထက်ကနောက်မှပြန်လောက်ထားတာပေါ့စေဘူးတင်တဲ့အချိန်ကျမှတိုးလိုက်တဲ့သဘောဖြစ်ပါပါဟုတ်ပြီအဲ့ဒီအဲ့ဒီရောပြည့်ရဲ့နေရာမှာသူ့ကိုနည်းနည်းနဲ့ကျမ်းရာကျမ်းပါရတယ်ဒီဒီနေရာမှာဒီပြောတော့ဟိုဟာစက်တဖူးခေါင်းထည့်ပြီးအဲ့ဒီပုံမှာငှက်မျက်နာနဲ့အဲ့ဒီပုံမှာစိန်မှုဖြစ်ပါပါ နှစ်ပေပါအရွက်နှစ်ပေပါပေါ့မမအလေအားမမအရာနှစ်ပေပါပေါ့မမပေါ့ပြီးတော့ပုံလေးလက်ရှိထီတော်ကြီးနဲ့ငတ်မြန်းသားနဲ့စိတ်မှုနဲ့တွဲပြီးတော့ပုံလေးလှုပ်လိုက်ပါမယ်ပေါ့တပြီတော့မမပေါ့မမပေါ့လာပါကြောက်ပြီးစီလဲမမ အကအိုက်ဒီယာဆိုဩဝါဒမကန့်ခဲ့ဩဝါဒပဲဆိုင်နေတဲ့နိုင်ဘူးဩဝါဒဆိုရည်လေဒီအင်္ဂါတခုချိုးရင်းနေတာကိုသူမသိမပြုတ်ဘူးသတိမပြုတ်ဘူးဘယ်တိုင်းမှငယ်ငယ်လာပါတယ်ဆိုတော့သတိမပြုတ်ဘူးအဲ့ဒါလေးကိုပုံထုတ်ပြီးပြပြလိုက် ုထုတ်ပြီးတဲ့အချိန်တော့ရေစီးပြီးလုပ်ပါမယ်။နောက်မှလည်းတော့ကောင်းနေတာမှန်ကြတယ်။ခေပေါင်းကြီးပြောလဲကုသိုလ်တွေတိုးပြီ။ကျွန်တော်တို့အခုအခုအောင်မှာဆယ်လောက်ကျန်တာသူအဲ့မှာဒီလိုညောင်ရွယ်လေးရွက်တရားပါတယ်။မင်းကန်းတော်ရဲ့မှတ်တမ်းပါရှင်။အားကြောင့်မို့သူကဒီထီတော်ကြီးရဲ့ဘေးမှာနောက်ရွက်ပုံအပေါင်လေးတွေလိုက်ထည့်တာ။အဲ့လေတရားကြီးကြည့်ရင်တော့အဲ့လိုပဲတရားဖြစ်ဖို့များပါတယ်ဟုတ်အဲ့ဒီပုံမှာဒါ ခုလည်းရှိမြင်းနေဟိုဟာစက်တပူပုံစံတိုင်းသူ့မှာလည်းပေါ့ပေါ့အညွန့်ရှိတာပေါ့အဲ့ပုံမှာမှကြက်လက်စံ30နဲ့အပေါ်မှာဟိုဟာငမျက်နှာနဲ့အစင်းနဲ့ဟုတ်ကျွန်တော်ဒီအပေါ်ပိုင်းလေးကအစ်စ်ပြန်တော့ဆွေးမိတော့ဟုတ်ပါဘူးဆွေးမိတော့ဟုတ်ပါဘူးတွေ့တယ်ပါတွေ့တယ်ကြည့်တယ်ကတဲ့ကရန်တီးတယ်ပေါ့ထိတ်ဆုံးပါလည်းပြန်လာလိမ့်မယ်နော်

င်ကြီးဒီခေါင်းလေးပြောတယ်1380ခေါင်းလေးပြောတယ်ဘာလို့လဲကြာပြီနောက်နောက်ဖြည့်တဲ့ခေါင်းလုံးတော့အဲ့ဒီကဘယ်လိုလဲအခုလည်းစဉ်းစားနေခုနေမယုံလားဆုံးဆယ်ဘောကြီးဟိုကထုတ်ဆင်းဟိုကဆင်းပြီးသင်္ကန်းကတ်စင်တုံးကဖြည့်ပြီးတော့တက်တယ် ဒေါက်တာသူ့ရဲ့ဟုတ်ကဲ့ဒါလေးပဲပုံပုံရှောက်ဟုတ်ကဲ့ဒါကအခုကုန်းကုန်းဖြစ်သွားလို့လို့အရင်တော့ကဒါကဟိုဟာကြက်ကြာအမှန်ကြက်ကြာဆက်လာတော့အလုပ်အညွတ်တက်ဒီမှာလည်းဘုရားကြီးရတယ်တော့ဒီမှာဖောင်းလို့ပြီးတော့အော်ဒါဒီအင်္ဂါကိပုံလိုက်လို့ပြောပါမှာပုံမှန်လုပ်နေကြတာအင်္ဂါကိမုန်လာမယ်လို့အင်းလေးကြည့်ချက်နဲ့ပြည့်ရတော့ဟုတ်လားမမမမမနဲ့ဒီတူပြီနဲ့ဒီပုံလေးကမမမမမ ဒီကတော့နည်းနည်းကြည့်ကြည့်မမဘောမအိမ်ဝကေပေါ်လေအိမ်ဝကေဒီဇိုင်းလုပ်နိုင်မယ်နာမည်ကတည်းတူးပေးလိုက်ဟုတ်ပါပါအဲ့ဒီတော့ကောင်းွားလေးချက်တာပြီးတော့ကောင်းလို့လုပ်တယ်ဒါကောင်းပါနော်ပြီးတော့ကောင်းလို့လုပ်တယ်နေမြနာမရှိဘူးမင်းတို့ဒူပိပြောပြောရင် ကြံကြပါစေဒီဒီမြစ်တာဆန်းရေလန်းစံကြပါ